င်းမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ့်ဆေးကဒီဆေးပါပဲခင်ဗျာ Polypen strap 400 AE ဖွဲ့စည်းပုံ1 ml လင်ပါဝင်သောပစ္စည်းများ Protein ပန်နီစီလင်ကြီး3တိန်း IU ဗန်စာတိုင်းပန်နီစီလင်ကြီး3တိန်း IU Dihydrosatrate tomine sulfate 200 mg ဖြည့်စွက်ပစ္စည်းများ1 ml အထိအသုံးပြုရန်ညွှန်းချက်များ ပန်နီစီလင်နှင့်ဒိုင်ဟိုက်ဒိုဆထရက်တိုမိုင်းအားခန္ဓာရည်ရှိသောပိုးမွှားများကြောင့်ဖြစ်သောရောဂါများဖြစ်သည့်အဆစ်ရောင်ခြင်း၊နှုတ်တဲပြွန်ရောင်ခြင်း၊မျိုးပွားအင်္ဂါရောင်ခြင်း၊အစာအိမ်ဥလန်းချောင်းဆိုင်ရာရောဂါပိုးဝင်ခြင်း၊အသက်ရှူလန်းချောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်း၊စီးလန်းချောင်းဆိုင်ရာရောဂါပိုးဝင်ခြင်းတို့အတွက်အသုံးပြုနိုင်ပါသည်။ဖြစ်စေတတ်သောပိုးမွှားများမှာ Campylobacter, Clostridium, Corynebacterium, E. coli, Erysipelas Haemophilus, Klebsiella, Listeria, Pasteurella, Salmonella, Staphylococcus and Streptococcus အမျိုးအစားများဖြစ်သည်ဆွေးပတ်ဆိုင်ရာအချက်လက်ပန်နီစီလင်ဂျီနှင့်ဂိုင်းဟိုက်ဒိုစထရက်တိုမိုင်းပေါင်းစပ်မှုသည်ပူးပေါင်းဆောင်ရွက်ကာတခါတရံတွင်တစ်ခုနှင့်တစ်ခုအာနိသင်ပြင်းအောင်လှုပ်ဆောင်ပေးသည်ပရိုကင်းနှင့်ဗန်ဇာတိုင်းပန်နီစီလင်ဂျီတို့သည် gram positive bacteria များ Clostridium, Corynebacterium, Erysipelathrix, Listeria, penicillins negative staphylococcus and streptococcus ကိုတတ်နိုင်သောပရိဇီဝဆေးအကျယ်အဝန်းကျင်းသည့်ပနီစီလင်များဖြစ်သည့် dihydrosaphratomycin gram negative bacteria များ E. coli, Campylobacter, Klebsiella, Haemophilus, Pasteurella and Salmonella ကိုတတ်နိုင်သော aminoglycoside အုပ်စုဝင်ဆေးတစ်မျိုးဖြစ်သည့်အတုံးမပြည့်တဲ့နေသားအခြေအနေများ ပန်နီစီလင်များပရိုကင်းနှင့်သို့မဟုတ်အမီနိဂလီကဇိုက်ဆေးများနှင့်ဓာတ်မတည့်မှုရှိသောတရိษံများကြောက်ကပ်လုပ်ငန်းမှာချို့ယွင်းနေသောတရိษံများ tetracyclines chloramphenicol macrolides နှင့် lincosamides ဆေးများနှင့်တွဲဖက်အသုံးပြုခြင်းလုံးဝမပြုလုပ်ပါနှင့်ဘေးထွက်ဆိုးကျိုးများဝက်များတွင်ဆေးပမာဏအလွန်များပါကကီလိုဂရမ်တစ်ခုလျင်ပန်ဇိုပနီဆိုလင်3600 IU ကိုခံအားတုံ့ပြန်မှုလျော့နေစေနိုင်သည် ပရိုကင်းပန်နီစီလင်ကြီးကို ကုသရန်အတွက်ပမာဏဖြင့်ထိုးပါက မိခင်မျိုးဝက်မများတွင်တားလျှောခြင်းဖြစ်စေနိုင်သည်အခြားဖြစ်နိုင်သော ဆိုးကျိုးများမှာနားအာရုံထိခိုက်ခြင်းအာရုံကြောထိခိုက်ခြင်းကြောက်ကက်ထိခိုက်ခြင်းနှင့်ဓာတ်မတည့်မှုများဖြစ်ပေါ်ခြင်းတို့ဖြစ်သည် ပမာဏနှင့်အသုံးပြုနည်းကြွက်သားအတွင်းသို့ထိုးရန်ဆေးဖြစ်သည်အထွေထွေဆေးပမာဏကိုယ်၄ချိန်၁၀ကီလိုဂရမ်လျင်၁၁မီလီလီတာနှုန်းဖြင့် ခုနှစ်ဆယ်နှစ်နာရီတစ်ကြိမ်သုံးရက်တစ်ကြိမ်ထိုးနိုင်သည်သို့မဟုတ်တရိတ်ဆန်ဆေးကုဆရာဝန်၏ညွှန်ကြားချက်အရ48နာရီတစ်ကြိမ်နှစ်ရက်တစ်ကြိမ်ထိုးနိုင်သည် အကြံပြုချက်များနှင့်တတိပေးချက်များအသုံးမပြုမီကောင်းစွာလှုပ်ပါနွားများတွင် တနည်းအားလျှင်ဆေး20မီလီလီတာထက်ပိုမထိုးရဝက်များတွင်တနည်းအားလျှင်ဆေး30မီလီလီတာထက်ပိုမထိုးရနွားကလေးသိုးစိတ်များတွင်တနည်းအားလျှင်ဆေး5မီလီလီတာထက်ပိုမထိုးရ ဆေးရရန်အချိန်ဆောင်ရမိကာလကြောက်ကက်အတွက်45ရက်အသားအတွက်30ရက်နှုတ်အတွက်9ရက်ကြိုတင်ရပါတိမ့်စင်းနေအေးများ6တွေ့သောနေရာတွင်တိမ့်စီပါအပူချိန်4စင်တီဂရိတ်မှ9စင်တီဂရိတ်ကြားတွင်တိမ့်စီပါငွေးမြူရေးသမားများအားလုံးအစဉ်ပြေကြပါစေဗျာမတနိုင်တပိုင်ဝက်မွေးမြူရေးမွေးမြူရေးညီကိုများစိတ်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်များကျေးဇူးတင်ပါတယ်ခင်ဗျာ